quick actual update လေးနဲ့အခုတလောကျမတို့အားလုံးသွားနေတဲ့ collective energy ကဘယ်မှာရှိလဲဆိုတာလေးကိုပြောပြမယ်အခုကစပြီးတော့မေ၄ရက်၅ရက်နေ့လောက်အထိ inner planet တွေအကုန်လုံး retrograde ဖြစ်မနေဘူး inner planet တွေကဘာတွေလဲဆိုတော့ mercury mars venus inner planet ရှိတယ်လို့ outer planet ရှိတယ် outer planet တွေကကဘာနဲ့ဝေးတယ် inner planet တွေကကဘာနဲ့နီးတယ်အဲ့တော့ဒီ inner planet တွေကကဘာနဲ့နီးတဲ့အတွက်ကြောင့်မို့ retrograde ခဏခဏဖြစ်တယ်အားကြောင့်မို့ကျွန်တော်နှစ်တိုင်း mercury retrograde ဖြစ်တယ် venus retrograde လည်းရှိတယ် mars retrograde ဆိုပြီးတော့ရှိတယ် inner planet တွေက retrograde ဖြစ်မနေဘူးဆိုတဲ့သဘောကအခု ကျွန်တော်တို့သွားနေတဲ့ collective energy ကနည်းနည်းလေးမြန်တယ် retrograde မရှိဘဲနဲ့ဒီ planet တွေ direct ဖြစ်တယ်ဆိုတဲ့အချိန်တွေမှာ retrograde တုံးကလှုပ်ချင်တဲ့အရာတွေ mercury retrograde mars retrograde venus retrograde တုံးမှာကိုလှုပ်ချင်တယ်မလှုပ်ခဲ့ရတဲ့အရာတွေပါရှိတယ် ိုလှုပ်ရှင်တဲ့ project တွေပါရှိတယ်။စီဖာရေးကြံစီထားတဲ့အရာတစ်ခုခုအကောင့်ထဲပေါ်ကျင်တဲ့အရာပါလိရှိတယ်။ကိုခဏလေး postpone လုပ်ထားတာတွေကိုအခုကျမတို့ဒီ period အတွင်းမှာပေါ့နော်မေ၄ရက်နဲ့၅ရက်အထိကိုလုပ်မယ်ဆိုတဲ့အခါကျရင်ပို့ပြီးတော့ smooth ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ retrograde မှာကျမတို့လုပ်ခဲ့တော့ဆိုရင်နှစ်ခေါက်လောက်ပြန်လုပ်တတ်ရတယ်။ Okay on the other hand collective energy ရကျမခံစားနေရတာကလူရဲ့အယံပင်ပန်းနေတယ်။ လှုပ်ချင်ကန်ချင်စိတ်မရှိဘဲနဲ့ sluggish ဖြစ်နေတာပြီးတော့ကျွန်တော်တို့အခုမှ eclipse season လေးကနေချက်လက်ချက်တာကပြီးုံလေးရှိသေးတယ်အဲ့တော့နေချက်လက်ချက်တဲ့ eclipse season ကလည်းဝန်နိုင်ကျပြီးတော့ okay ပြီးသွားပြီဆိုပြီး eclipse မရှိတော့ဘူးဆိုပြီးတော့အဲ့လိုမျိုး eclipse energy ကမီးပိတ်ဖွင့်တယ်လို့မျိုး အဲပိတ်လိုက်ဖွင့်လိုက်အဲ့လိုမျိုး switch on switch off ချက်ချင်းတန်းလို့ရတဲ့အရာမဟုတ်ဘူးသူ့မှာအမြင်တန်းနေတဲ့ lingering ဖြစ်နေတဲ့ energy လေးရှိနေသေးတယ်ဆိုတော်တော်များများက eclipse system မှာရခဲ့တဲ့ trauma တွေကို process လုပ်နေတော့ but astrologically ကကြတော့အခုချိန်ကစပြီးတော့ may 5ရက်လောက်ထိကအဲသူကလည်းသူ smooth ဖြစ်နေတဲ့အချိန်လေးပေါ့နော်ဆိုတော့ကျွန်မကတော့အဲ့ဒီအချိန်လေးကို I want you to take advantage of it အခွင့်အရေး ယူစေခြင်းနဲ့ကိုလှုပ်ခြင်းတဲ့အရာလေးတွေကိုအကောင့်ထဲပေါ်ခြင်းတဲ့အရာလေးတွေကိုရှေ့ဆက်သွားခြင်းတဲ့အရာလေးကိုအခုကာလအပိုင်းခြားလေးမှာလုပ်ပါဒါလေးက golden period ပါနောက်ပြီးတော့ကျွန်မက astro classes တွေကို offer လေးလုပ်ပြီးတော့အားလုံးကိုဒီ astrology ကိုလွယ်လွယ်ကူကူနဲ့သင်ကြားနိုင်အောင် breakdown လုပ်ပြီးတော့ classes လေးတွေရှိပါတယ်အမှန်တမ်းပြောရရင်တော့ astrology ကခက်ခဲတဲ့ပညာရပ်ထဲမှာပါတယ်ဒါပေမဲ့ကျွန်မတို့ရတဲ့ style ကကြတော့တစ်ခုချင်းကိုကျွန်မက breakdown လုပ်ပြီးတော့ အားလုံးနားလည်အောင်ပေါ့နော်။ဥမာကွာအခုမှပြီးခင်တာဖြစ်တဲ့ကိုပိုတိချင်တယ်။ဒါမှမဟုတ်ဒီရာကိုဒီပညာရက်ကိုအသုံးချပြီးတော့ကိုကအတမွေးဝန်ချောင်းမှုလုပ်ချင်တယ်ကျမ community ထဲမှာဆိုလည်းရှိတယ်ကျမရှိက classes တွေတက်ပြီးတော့ပြန်ပြီးတော့လူတွေကိုအကျိုးပြုနေတယ်ဒီ astrological consultant တွေရှိရပေါ့နော်ကျမအုံဆုံးဒီ video ကိုစကြည့်ပြီးတော့မှ okay ငါလည်းတက်ချင်စိတ်လေးဖြစ်လာပြီဆိုတဲ့အခါကျရင်နော် ကျွန်မရှိကို message ပို့လိုက်လို့ရတယ်။နော်အခုလောလောလတ်လတ်ကတော့ကျွန်မတို့2025 focus မှာလေဒီတစ်နှစ်လုံးကဘယ်လိုခြေနေရှိမလဲဆိုတာလေးကိုကျွန်မပြောပြသွားရယ်။ဒါမှမဟုတ်ရင်ကိုက basic ကစခြင်းနဲ့ဆိုတဲ့အခါကျရင်နော်7 key level 1 astrology မှာအခြေခံကိုဘာမှမသိဘူးမတတ်ဘူးစပြီးလေ့လာမယ်ဆိုရင်နောက်မှ လေ့လာလို့ရအောင်ကျွန်မပြောပြထားတာရှိတယ်။ဒီတက်ပို့ပြီးတော့ astrology နဲ့ပတ်သက်ပြီးတော့သိချင်တယ်ဒါမှမဟုတ်ဘူးကိုမှာရှိတဲ့လူမှုရေးစီးပွားရေးကျန်းမာရေးဝေယကြီးဒါနဲ့ပတ်သက်ပြီးတော့မေးခွန်းတွေရှိတယ်ဆိုတဲ့အခါကျရင်လည်းဒီ video ရဲ့အောက်မှာကျွန်မကိုမေးထားခဲ့နိုင်ပြီเนาะ